မြန်မာနေဘူးခရိုနီကယ်နိုဝင်ဘာ၁၀ခုမြင်ကွင်း BGF နဲ့စစ်ကော်မရှင်ကကြားဖြန့်ရာဇဝတ်ခိုင်းတွေကိုနှိမ်နှင်းမှုတိုးမြင့်လှုံ့ဆော်လာကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးထားခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေကတဖွဲ့ဖြစ်တဲ့ကရင်နေကြားဆောင်တက် BGF နဲ့အာနာသိန်းစစ်တပ်ခေါင်းဆောင်တို့ကဒီရာဇဝတ်ခိုင်းတွေကိုနောက်ဆုံးစစ်ဆင်ရေးဆင်နွှဲဖို့နဲ့အမြင့်ပြတ်ချေမှုန်းဖို့အသီးသီးပြောဆိုခဲ့ကြပြီးနောက်နိုင်ပိုင်းအတန်ကြာမှာမြရီမြို့နယ်ရွှေကုတ်ကုမြို့ကကြားဖြန့်လုပ်ငန်းမှာလုပ်ကင်နေသူတွေရာထောင်ချီထွက်ခွာနေကြတဲ့ရုပ်တံတွေ နိုဝင်ဘာ18ရက်နေ့ညမှာပေါ်ထွက်လာခဲ့ပါတယ်။အခုရပိုင်အတွင်းမွန်ပြည်နယ်မော်လမြိုင်နယ်ကရင်ပြည်နယ်ဖန်အံမြို့ရောက်နေတဲ့အနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကခီးစဉ်အတွင်းကြားဖြန့်ရာဇဝတ်မှုဂိုင်းတွေကိုအမြင့်ဖြတ်ချိန်မုံမယ်လို့ပြောဆိုခဲ့တယ်လို့နိုဝင်ဘာ18ရက်နေ့မှာစစ်တပ်ရဲ့အမိန်ပေးကိုကဲမှုအောက်ကနေကြားဆောင်တပ်အဖြစ်စဲစုနှစ်တခုကျော်ကြာရပ်တည်ခဲ့ရာကပြီးခဲ့တဲ့နှစ်တွေကမှ Green National Army အဖြစ်နာမည်ပြောင်းခဲ့တဲ့ BGF လက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးနိုင်မောင်စောက ရှားဖြင့်ရာဇဝတ်ဂိုင်းတွေပေါ်နောက်ဆုံးစစ်ဆင်နွှဲမယ်လို့ဟိုင်းသတင်းမီဒီယာတွေနဲ့မြန်မာသတင်းမီဒီယာအချို့ကိုတွေ့ဆုံပြီးပြောဆိုလိုက်ပါတယ်။ဒီပြောဆိုမှုတွေအပြီးနိုဝင်ဘာ18ရက်နေ့ညပိုင်းမှာတော့ရှားဖြင့်ဂိုင်းတွေအခြေဆိုင်ရာနေရာတွေအနက်ကတစ်ခုဖြစ်တဲ့ရွှေကုတ်ကိုမြို့ကနေကားတွေလူတွေမြို့ရင်းမှာပြစ်ကျက်နေပြီးမြို့ကနေထွက်ခွာနေကြတဲ့ဗီဒီယိုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အခုလိုအာနာသိန်းစစ်တပ်နဲ့ BGF တို့ကရှားဖြင့်ရာဇဝတ်ဂိုင်းတွေအပေါ်စစ်စင်ရေးလုပ်မယ်လို့ကြိုတင်ကြေညာခြင်းကတနည်းအားဖြင့် ဒီရာဇဝတ်ကိုင်းတွေကိုဥစည်းနေကြတဲ့တရုတ်နိုင်ငံသားတွေကရင်ပြည်နယ်နဲ့မြန်မာနိုင်ငံတွေကဘေးလွတ်ရာနေရာတနေရာသို့မဟုတ်နေဆက်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံဘက်ကိုတင်းရှောင်ကြဖို့အတိပေးလိုက်တဲ့သဘောမျိုးလိုလဲယူဆရပါတယ်။ဒီရာဇဝတ်ကိုင်းတွေကိုဥစည်းနေသူတွေအနေနဲ့အွန်လိုင်းငွေလိမ်လည်မှုကနေရတဲ့များပြားလာတဲ့ငွေကြေးတွေနဲ့တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေဖြစ်တဲ့ရဲတွေစစ်တပ်တွေလက်နက်ကင်အဖွဲ့တွေကိုလက်ထိုးပြီးဘေးလွတ်ရာကိုရွှေ့ပြောင်းတင်းရှောင်နေကြတဲ့အနေအထားလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေမှာအတင်းအကျပ်ခိုင်းစေခံရတဲ့မြန်မာနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားတွေအဖို့ကျေးကျွန်တဲ့ဘွယ်ပိတ်လောင်စေခိုင်းတဲ့အဖြစ်ကနေလွတ်မြောက်လာကြမဲ့သဘောလည်းဖြစ်ပါတယ်။ဒါအပြင်ဖျားယောင်းခံရပြီးအတင်းအကျပ်စေခိုင်းခံရခြင်းမရှိဘဲလုခလကရလို့လာရောက်လုကင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တော့အနီးနားကမြို့တွေကျေးရွာတွေကိုတိမ်းရှောင်နေကြတယ်လို့လည်းသတင်းတွေမှာဖော်ပြထားကြတာတွေ့ရပါတယ်။အခုလိုနိုင်နေမှုမျိုးယခုနှစ်စာမိုင်းမှာတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး BGF နဲ့ DKBA တို့က ၎င်းတို့လုံခြုံရေးယူထားတဲ့နေရာတွေမှာအခြေစိုက်တဲ့ကြားဖြတ်လုပ်ငန်းတွေကိုဝင်ရောက်ဖန်ဆီးပြီးနိုင်ငံခြားသားထောင်ကနန်းကနေတောင်ကနန်းအထိထိုင်းနိုင်ငံကတဆင့်၎င်းတို့နေရက်နိုင်ငံအသီးသီးကိုပြန်ပို့တာရာဇဝတ်လုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်သူတွေကိုအရေးယူတာတွေလှုံ့ဆော်ခဲ့ပါသေးတယ်။အဆိုပါလူထောင်တောင်းထွက်ပြေးခိုလုံကြရမှာကြားဖြတ်ရာဇဝတ်ခိုင်းရဲ့တားကောင်ဖြစ်ရသူတွေရောရာဇဝတ်မှုကျူးလွန်သူတွေပါရောထွေးနေနိုင်တာလည်းဖြစ်ပါတယ်။သက်ဆိုင်ရာနိုင်ငံအစိုးရတွေရဲ့တန်ရုံအသီးသီးက၎င်းတို့နိုင်ငံသားတွေကိုစီစစ်ခေါ်ယူသွားကြတာဖြစ်ပါတယ်။ ယခုနှစ်နှစ်ဆန်းပိုင်းမှာဖြစ်ပွားခဲ့တဲ့စစ်စင်ရေးကကြားဖြန့်ရာဇဝတ်ကိုင်းတွေကိုနှိမ်နှင်းဖို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ကိုတိုက်တွန်းနေတဲ့တရုတ်နိုင်ငံ BGF ခေါင်းဆောင်တွေကိုပိတ်ဆို့မှုလုပ်လိုက်တဲ့အမေရိကန်ပြည်ထောင်စုတို့လိုနိုင်ငံတွေကိုဂျင်းနဲ့အောင်အကန့်အသတ်နဲ့စစ်စင်ရေးလှုပ်ဆောင်တာလို့အများကနားလည်ကြပါတယ်။ထိုင်းနယ်စပ်နဲ့ကက်လျက်ရှိနေတဲ့ရွှေကုတ်ကို KK ပကြောက်ခတ်တို့လိုနေရာတွေမွန်ပြည်နယ်ဖျားသုံးစုမြို့နယ်တွေက DKB အထင်းချုပ်ကာကွယ်ပေးထားတဲ့ကြားဖြတ်လုပ်ငန်းတွေလဲပတ်နေလားမလဲပတ်နေဘူးလားဆိုတာ အပြင်းမှန်းအမြင်ရသိရှိနိုင်တာကြောင့်ဒီလုပ်ငန်းတွေဆက်လက်လည်ပတ်နေတာအားလုံးသိတဲ့လျှို့ဝှက်ချက်တရက်လိုဖြစ်နေတာပါအခုလက်တလုံး BGF နဲ့အာနာသိန်းစစ်တပ်တို့ရဲ့စစ်စင်ရေးမြစ်ပြတ်ချေမုံရေးဆိုတာတွေကဘယ်အကန့်အသတ်ထိရောက်မလဲဆိုတာဘယ်သူမှတော့မသိနိုင်သေးတဲ့အနေအထားဖြစ်ပါတယ် BGF လိုအင်အား9000ခန့်ရှိတဲ့ဆိုတဲ့လက်နက်ကင်အဖွဲ့အနေနဲ့ရက်ဒီလေဘတ်ဖို့ဝင်ဝင်လက်နက်ခဲယမ်းစတာတွေအတွက်ဒေသခံတွေထံကအောက်ခွန်ကောက်ခံတာလို့ နေဆက်ဖြတ်ကျော်ကုံသွယ်မှုတွေစီကအခွန်အောက်တူနဲ့ရက်တီဖို့မလွယ်ကူတဲ့အခြေအနေလေးဖြစ်ပါတယ်။စစ်တပ်အနေနဲ့လည်း BGF တပ်တွေရက်တီရေးအတွက်ဥပဒေအရထောက်ပံ့ပေးနိုင်တဲ့လစာပမာဏတွေကလက်တွေ့ရက်တီဖို့မဖြစ်နိုင်တဲ့ပမာဏဖြစ်ပါတယ်။ BGF တွေကြားဖြန့်ခန်းတွေကိုအကာအကွယ်မပေးခင်ကာလတွေကမူရစ်စေဝါတည်ဆောင်တာမူရစ်စေဝါကုံကူတာမျိုးတွေနဲ့ရက်တီခဲ့ကြတာအလုံးအသိဖြစ်ပါတယ်။စစ်တပ်အဖို့လည်းအခုလိုနေဆက်ဒေသတွေမှာပြည်သူစစ်အစင်ထက်ကျော်လွန်တဲ့လက်နက်ကင်တပ်ဖွဲ့တွေကို နိုင်ငံကြီးဤမှန်းချက်ရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့ရင်ဆိုင်ရမှာဂျာခန်တပ်တွေအကူအညီရတဲ့တပ်တွေအဖြစ်သဘောထားပြီးခွင့်ပြုခဲ့တာပြည်တွင်းစစ်သမိုင်းတလျှောက်တာရကများစွာရှိနေပြီးဖြစ်ပါတယ်။အထူးသဖြင့်ရှမ်းပြည်နယ်မှာလူမျိုးစုအမျိုးမျိုးကစစ်ဘရင်မူရီယာစာစသဖြင့်ပုံတရံအမျိုးမျိုးနဲ့ပေါ်ထွက်ခွဲပြီးဖြစ်ပါတယ်။လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးကိုနှင်းနှင်းရမှာသို့မဟုတ်ထိန်းထားနိုင်ဖို့အတွက် ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေလုပ်ကင်တဲ့လက်နက်ကင်ဖွဲ့တွေကိုအသုံးချရတာပြည်တွင်းစစ်ရဲ့မိုးတဲတစ်ခုတပွဲဖြစ်နေကြတာပါအခုကရင်ပြည်နယ်ကကြားဖြတ်လုပ်ငန်းတွေကမြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းရဲ့အစိပ်ပိုင်းတစ်ခုကဏ္ဍတစ်ခုဖြစ်ပြီးမူရင်းစေဝါစိုက်ပျိုးမှုမူရင်းစေဝါထုတ်လုပ်ကုန်ကူးမှုတွေကအိန္ဒိယနိုင်ငံတွေသာမကကမ္ဘာပြည်ထနာဖြစ်လာခဲ့သလိုယနေ့ကာလမှာတော့ကြားဖြတ်ရာဇဝတ်ခိုင်းတွေကလည်းဒေတာရင်းပြည်ထနာကနေနိုင်ငံတကာပြည်ထနာတွေအထိဆက်ဆက်ကြီးထွားလာတာဖြစ်ပါတယ် ဒီအကြောင်းချက်တွေကြောင့်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ပြဿနာဟာနိုင်ငံတကာနိုင်ငံရဲ့ပြည်တွင်းရေးတသက်မဟုတ်တော့ဘဲဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာကိုပါထိခိုက်စေတဲ့ပြဿနာတရအဖြစ်ပုံပေါ်လာစေတဲ့သဘော ဖြစ်ပါတော့တယ်ခင်ဗျာ